မာနမဖြစ်အောင်ဘလို့နေမလဲဆိုတော့เนาะတရားလေးကိုဓမ္မလက်ဆောင်တရားလက်ဆောင်ပေးမယ်เนาะဆက်မနစ်လောက်ပေါ့เนาะအဲ့တော့မာနမဖြစ်အောင်ဘလို့နေမလဲဆိုတော့မာနကဘာကြောင့်ဖြစ်တာတော့ဒါလေးကိုအရင်သိရမှာเนาะမာနဖြစ်ကြောင်းတရားကเนาะ၄မျိုးရှိတယ်တဲ့လာဘမာနတဲ့စီးပွားဥစ္စာတွေအစဉ်ပြေလာရင်လည်းပဲကိုယ်လုံတိုင်းဖြစ်လာရင်မာနတက်လာတတ်တယ်เนาะ လာဘမာနနောက်တခါယတမာနကိုဘေးနာမှာ ကိုဝန်းရံနေတဲ့ဆွေမျိုးမိတ်ဆွေတွေတငယ်ချင်းတွေတပည့်တပန်းတွေအများကြီးရှိရင်လည်းမာနဖြစ်တတ်တယ်တဲ့နော်နောက်တခါနော်ပတန်တာမာနသူများတွေကကိုနော်ရှင်မွန်လုံးအာကြီးရင်လည်းပဲရှင်မွန်သကားတွေကြားပါများလို့ချင်းလည်းမာနဖြစ်လာတတ်တယ်တဲ့နော်သုံးမျိုးဖြစ်သွားပြီနော်အေးနောက်ဆုံးတစ်ခုကတော့ဒုက္ခမာနတဲ့ဒုက္ခမာနဆိုတာအကုန်လုံး ဘာလှုပ်လှုပ်အဆင်ပြေနေတာပေါ့နော်အဆင်ပြေနေတာအဲ့ဒါတို့မျိုးအဆင်ပြေလို့ရှိရင်လည်းပဲကိုယ်လှုပ်တိုင်းကိုယ်ကြံစီတိုင်းအောင်မြင်ရင်မာနာတက်လာတတ်တာနော်အဲ့ဒီ၄မျိုးကြောင့်မာနာဖြစ်တတ်တယ်တဲ့အဲ့တော့မာနာကမာနာဖြစ်တိုင်းမကောင်းဘူးလားဆိုတော့ဒီလိုလည်းမဟုတ်ပြန်ဘူးတဲ့သူကောင်းတဲ့မာနာလည်းရှိတယ်မကောင်းတဲ့မာနာလည်းရှိတယ်မကောင်းတဲ့မာနာကတော့သူကမာနာရဲ့ကိုယ်တိုင်ရောအကုသိုလ်ဆိုတော့သူကအပယ်ကိုဆွဲရှာတတ်တဲ့တရားပေါ့နော်အပယ်ပို့တတ်တဲ့တရား ကောင်းတဲ့မာနဆိုတော့ဘယ်လိုမာနမျိုးတော့ဆိုတော့အဲ့ဒီမာနကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားတွေဖြစ်ရင်တော့အဲ့ဒါကိုကောင်းတဲ့မာနလို့ခေါ်တယ်တဲ့။စာမှာတော့ကုသလမာနလို့တောင်သုံးတယ်နော်။ဘယ်လိုဟာမျိုးတော့သဘောမဲ့ကုဘိနာလေးရကိုအိညာနီချင်းကိုမိတ်ဆွေတရားကဖရာကြောင်းကံသွားတယ်ဥပုသ်ဆောင်တယ်လှူတယ်တန်းတယ်တရားစကံနေသွားတယ်တရားအားထုတ်တယ်ဆိုရင်သူ့ကိုကြည့်ပြီးတော့မှသူ့တောင် အဲ့လိုသွားနိုင်သေးရပဲငါဘာလို့မသွားနိုင်ရမလဲသူတောင်လှူနိုင်သေးရပဲငါဘာလို့မလှူနိုင်ရမလဲသူတောင်သီလစောင့်တည်နိုင်သေးရပဲငါဘာလို့မစောင့်တည်နိုင်ရမလဲသူတောင်တရားအားထုတ်နိုင်သေးတာပဲငါဘာလို့တရားအားမထုတ်နိုင်ရမလဲဒါမခံချင်စိတ်ပေါ့နော်ကိုကိုနဲ့ယဉ်နေတဲ့လူကိုနဲ့ပေါင်းနေကြလူအဲ့လိုဆိုတော့အဲ့ဒါမျိုးကိုအကြောင်းပြုပြီးတော့မှသူ့ကိုမခံချင်တာနဲ့လှူမယ်သီလစောင့်တည်မယ်တရားအားထုတ်မယ်ဆိုရင်အဲ့ဒါကုသိုလ်ဖြစ်သွားတာအဲ့ဒါမာနကိုအကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်တာနော်ဒါ မာနံဥပနိဿယဒါနံဒေတိဆိုပြီးတော့စာမှာတလို့ပြောတယ်เนาะမာနကိုအကြောင်းပြုပြီးတော့မခံကျင်စိတ်ကြောင့်လိုက်လောက်တာပေါ့အဲ့ဒီမာနမျိုးကြတော့ကောင်းတယ်တဲ့သူကြတော့ကုတလမာနလို့တောင်သုံးထားတယ်ဘာလို့တော့ဆိုတော့မာနကိုအကြောင်းပြုပြီးတော့နောက်ကဖြစ်လာတဲ့တရားတွေဟာကုသူတွေကောင်းတဲ့ကိစ္စတွေပေါ့လို့เนาะအဲဒါကကောင်းတဲ့ဘက်ကပေါ့မာနကြောင့်ကောင်းတဲ့ကိစ္စဖြစ်တာမာနကြောင့်မကောင်းတဲ့ကိစ္စဖြစ်တာလည်းရှိသေးတယ်သဘောမဲ့တတ္တံဥပနိဿယ မာနံဇပ်ပေတိကိုလှူနိုင်တန်းနာရာကိုအကြောင်းပြုပြီးတော့ငါလိုဘယ်သူလှူနိုင်သလဲ။ဟောကိုကလှူနိုင်တော့ကမာနတက်လာ။အဲ့မာနကိုအကြောင်းပြုပြီးတော့ကိုလိုမလှူနိုင်တဲ့ပုံကိုယ်တွေကိုအထင်သေးမယ်။ဟောစောကမောကပြောမယ်ဆိုရင်ဟောအဲ့ဒါကြတော့မာနကြောင့်နောက်ဆက်တွဲရမကောင်းတာတွေဖြစ်လာတာ။အကုသိုလ်တွေကြီးဖြစ်လာတာ။အဲ့ဒီမာနမျိုးကြတော့ပြောမယ်ဆိုရင်လွယ်အောင်ပြောရင်မထားသင့်ဘူးလို့ပြောတာနော်။ခုနလိုမျိုး အသူများတော်ကောင်းတဲ့ကိစ္စတွေလုပ်နေသေးတယ်ပဲငါဘာလို့မလုပ်နိုင်ရမှာလဲသူတို့တော်လှူနိုင်တတ်နေတာပဲငါဘာလို့မလှူနိုင်ရမှာလဲအဲ့ဒီမာနာမျိုးကြတော့နောက်ဆက်တွဲရကောင်းတဲ့ဟာတွေဖြစ်ဖြစ်လာတာမလို့အဲ့ဒီမာနာမျိုးကြတော့ထားမယ်ဆိုရင်ထားလို့ရတယ်တဲ့နော်တော့အရာကတရားမာနာနော်အဲ့တော့ရှိပုံကိုယ်တွေကမာနာမဖြစ်အောင်ဘလို့စင်ကျင်လဲဆိုတော့မာနာဖြစ်တဲ့အခါမှာသူကမာနာဖြစ်တယ်ဆိုတာကစိတ်မထားတတ်လို့မာနာဖြစ်တာပြိုင်စရာရှိရင်ပြိုင်လာပြိုင်ကျင်လာတယ်နော်လူက ပြမစုတရားထဲမှာတနာစရာပုံကိုတွေးရင်တနာဘုရားလွဲတယ်။နော်လူတယောက်အစင်မပြေဘူးသူ့ကိုကြည်ပြီးတော့ကိုကတနာစရာလေးကို့လောက်အစင်မပြေလို့တနာစရာလေးဆိုရင်သူ့ကိုကြည်ပြီးတော့တနာဘုရားလွဲတယ်။ဒါပေမဲ့အဲ့ဒီလူအစင်ပြေပြီးတော့အောင်မြင်သွားပြီဆိုရင်သူ့ကိုမူရိတာပွားနိုင်ဖို့ကြတော့ဒါနဲ့ခက်သွားပြီ။နော်တနာဘုရားလွဲတယ်။ဝမ်းမြောက်ဖို့ကြတော့ခက်သွားတယ်။ဒါသူ့ရဲ့စိတ်သဘောတရားပေါ့လေနော်။သူတော်ကောင်းကြီးနေကြတော့စိတ်ထားရဲ့ကြက်ပြီးသားတရားအားထုတ်တယ်ဆိုတာစိတ်လေးချင်းကလောက်တာလေ။ ကိုတန်တန်မှာမကောင်းတဲ့အာဟုတုတွေမဖြစ်အောင်ဆိုပြီးတော့မှအဲ့ဒီအာဟုတုတွေကိုကိုစိတ်ထဲမှာမဖြစ်လာအောင် မပေါ်လာအောင်ဆိုပြီးတော့ဒီစိတ်နဲ့ကိုစိတ်ကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့နေတာဘယ်တရားအထုတ်တယ်လို့ခေါ်တာစိတ်တာဒုပ္ပတတာပေါ့နော်အဲ့တော့ခုလည်းပဲအဲ့ဒီမာနမဖြစ်အောင်ဆိုဘယ်လိုလုပ်ရမှာတော့ဆိုတော့နော်စိတ်ထားလေးကိုမှန်မှန်ကန်ကန်ထားတတ်ရဲ့အာဟုမာနမဖြစ်ဘူးတဲ့စိတ်ထားကိုမှန်မှန်ကန်ထားတတ်တယ်ဆိုတော့ စာစကားနဲ့ပြောတော့ယောနိတော်မနတိကာရလို့ခေါ်တယ်နော်ယောနိတော်မနတိကာရတော့ဥပမာမြင်လွယ်အောင်ပြောရင်အိမ်တအိမ်မှာတကားရွက်နှစ်ရွက်ရှိတယ်တကားပေါက်တစ်ခုကနော်မကောင်းတဲ့အနံ့အသက်တွေဝင်လာတဲ့တကားနောက်တစ်ရွက်ကကောင်းတဲ့အနံ့အသက်လေကောင်းလေသန်တွေဝင်လာတဲ့တကားအဲ့တော့အဲ့မှာကိုကဘယ်တကားကိုဆွဲဖွင့်ရင်နော်ကိုလိုချင်တာကဘယ်လိုမျိုးအရာလဲခုလည်းပဲအယောနိတော်မနတိကာဆိုတော့အဲ့လိုပဲ ကိုကကုသိုလ်စိတ်တွေဖြစ်လာအောင်ဆိုပြီးတော့ယောရိတော်မန္တိကာရလို့ခေါ်တဲ့တက္ကပါကောက်ဖွင့်လာရင်နောက်ကကုသိုလ်တွေကြီးဖြစ်လာပါအာယောရိတော်မန္တိကာရလို့ခေါ်တဲ့ခုနအနတ်ဇိုးတွေပေါ့အဲ့ဒီဝင်လာတဲ့တက္ကရမျိုးကိုဖွင့်လိုက်မိရင်နောက်ကအကုသိုလ်တွေကြီးဖြစ်လာပါအဲ့တော့ကိုယ်စိတ်ပုံမှာမုန်တီတယ်လို့ပြောတာနော်အဲ့တော့ကိုယ်စိတ်ထားတတ်ရင်သူများကိုကြည့်ပြီးတော့သူများတွေကိုမပြိုင်ဘူးသူ့ကိုကြည့်ပြီးတော့ကိုယ်ကအကုသိုလ်အဖြစ်မှခံဘူးဆိုအဲ့ဒါယောရိတော်မန္တိကာရပဲအဲ့တော့အဲ့ဒီယောရိတော်မန္တိကာရကအဲ့တော့ သူ့ကိုမဖြစ်အောင်တားဆီးတတ်တဲ့တရားက၃မျိုးရှိတယ်တဲ့မုတ်ထတတိတဲ့တတိလွတ်နေရင်လည်းပဲအဲ့ဒီလိုယောနိတော်မနေတိကာရဖြစ်အောင်မထားတတ်ဘူးเนาะတတိလွတ်နေရင်ပေါ့အဲ့တော့လူဆိုတာတရားအထုတ်တယ်ဆိုတာဒါတတိအားကောင်းအောင်လေ့ကျင့်တာလေဟုတ်တယ်မလားနောက်တစ်ခါစေတသောဝိခေပါတဲ့စိတ်ပြန့်လွယ်နေလို့ရှိရင်လည်းပဲယောနိတော်မနေတိကာရမဖြစ်တော့ဘူးယောနိတော်မနေတိကာရမဖြစ်ဘူးဆိုရင်ကုသိုလ်ကမဖြစ်တော့ဘူး အဲ့တော့ကိုကကုသိုလ်ဖြစ်စေခြင်းလေဆိုရင်ယောနိတော်မနတိကာရဆိုတဲ့တကပောက်ကြီးကိုကဖွင့်ပြီးအောင်ကြိုးစားမှာเนาะအဲ့အဲ့တကပောက်ကိုမမမဖွင့်ပြီးဘယ်နဲ့ကျန်တဲ့တလွဲတကပောက်ကြီးကိုသွားပြီးဖွင့်ပြီးပြီဆိုရင်ကိုကကိုလိုချင်တာကကုသိုလ်ဒါပေမဲ့ကိုကတကပောက်ကြီးကအဖွင့်မှားသွားတော့ဘာတွေဝင်လာမှာအာကုသိုလ်တွေဝင်လာမှာအဲ့တော့ဒါကြောင့်မာနမဖြစ်အောင်ဆိုရင်လူရင်းကယောနိတော်မနတိကာရဖြစ်အောင်ကြိုးစားယောနိတော်မနတိကာရဆိုတာ စိတ်ထားလေးကိုမှန်မှန်ကန်ကန်နှလုံးသွင်းတတ်အောင်သူများပေါ်မနာလိုစိတ်တွေမဖြစ်အောင်နော်ကိုကသူ့ရဲ့တာလေဆိုတဲ့အတွေးတွေမဝင်အောင်အဲ့ဒါလေးကိုပြောတာယောနိတော်မနေတိကာသာသဘောပေါက်တယ်နော်အဲ့တော့ဒါလေးကဒီနေ့တရားလက်ဆောင်ပေးခြင်းနဲ့ဓမ္မပန္နာတာပဲနော်အဲ့တော့မာနမဖြစ်အောင်ဘလို့ကျင့်သုံးမလဲဒါလို့ဆိုရင်သဘောပေါက်လောက်ပြီ